ခြားသောသံဃာတော်သမီးများတို့ဗျာဆရာပြဥဒ္ဓမာလေးဖေဟာဟုတ်ကဲ့မင်္ဂလာပါတကလေးဆရာပြဒါ76ကြိမ်မြောက်နေနေသင်္မာတော်တော်များဗုဒ္ဓဘုရားပွဲတော်ရှင်တော်မင်္ဂလာပွဲကြီးအောင်ွားပြီဆိုတော့ဆရာလေးဘလိုလေးဝါသာပြီဖြစ်လဲဒါလေးကျွန်တော်ကြားပြသေးပြဟုတ်ပါနဲ့ဆရာလေးတကလေးဆရာတို့ဒီနေ့ကတော့တော်နှစ်စက်နှစ်တိုင်းနဲ့မတူပါနော်ဘာမတူတာလဲလို့ဆိုတော့တစ်နှစ်တစ်နှစ်ကလည်းဆရာတို့ ပေါ့လူတွေကတော့တိုး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 လာတာပေါ့နော်ဒါနဲ့ဒီနှစ်ကတော့ခုဗုဒ္ဓလေးစုပေါ့နော်ရန်အေးရန်ကလင်းမျက်နှာဖရာကြီးရဲ့နောက်အမတော်ဆောင်းမွန်နာရဲ့အရွှေစေတီငွေစေတီရဲ့ပေါ့နော်အဲ့ဥစ္စာတွေကနောက်တောင်တက်လမ်းဖွင့်ပွဲတွေပေါ့နော်အဲ့ဥစ္စာတပြိုင်တည်းနဲ့ဆရာလေးတစ်ချိန်နဲ့တပြိုင်တည်းနဲ့ဒီဥစ္စာတွေအလူရို့လုံးရပါတယ်တကားလေးရဲ့ဒီအတွက်ကိုခုတို့ရှင်နဲ့အားလုံးနဲ့ဆရာလေးကျေးဇူးတင်ပါတယ်တန်ခါပန်း90နဲ့ဆက်တယ်ဒီနေ့ဆိုရင် အပား300ကျော်ယူရနိုင်တယ်ဟုတ်တယ်ဆရာလေးဒီကနေ့ဆရာလေးကလည်းလေတိတ်လာအဲ့သာသနာပြုရတော့အရန်ပျော်တယ်လူကတန်းတော့ပျော်တယ်ပြည့်ရကန်းတော့ဆက်ပြစိတ်ချမ်းသာတယ်တော့ဒီတောင်တော်ကြီးကိုဆရာလေးဖေရလက်ထက်မှာပေါ့နော်ဒီပေါ့ဟိုစပြီးတဲကလေးကအဖေကဓာတ်ပက်နဲ့ရိုက်ပြီးတော့ဆရာလေးကိုတောင်းပန်ပေးထားတဲ့ခါမှာဆရာလေးကလေအယုံနဲ့မှာအဖဘိုးတော့အောင်မင်းကောင်အမိတ်ချတဲ့အတိုင်း တခုပြီးတခုတခုပြီးတခုတိုင်ဆက်လေးလုတ်ခဲ့တာပေါ့နော်အခုဆိုဒီတောင်ကြီးကဝိဇာတောင်ရဲ့မိမရဲ့တက္ကမတောင်ဆိုနှစ်တောင်ပေါ့လေတောင်တခုနဲ့တခုဆက်နေတဲ့နေရာမှာဆက်လေးရဟန္တာ900ဒီဆုံးကကြွတဲ့ဥစ္စာလေးဆက်လေးဆက်ထားတယ်တက္ကလေးအဲ့ရဲ့အရှိအလေတက်တယ်မှာ ဗုဒ္ဓခြေတော်ရာလောက်ထားတယ်ဟုတ်ပါပြီတွေ့ဟောပေါ်ပဲအဲဟုတ်တယ်ဆရာလေးတကယ်ဘာလို့ဒီဘက်ကနေပြီးရဟဏတွေကနေသခင်မတောင်းကနေဝိဇ္ဇတောင်းကိုတက်မယ်ဟောဖရာရှင်ကိုတော့မကြည့်ရတက်တဲ့ခါမှာဗုဒ္ဓခြေတော်အချတယ်ပေါ့အဲ့လိုပုံစံမျိုးဆရာလေးကနေပြီးတော့အာယုံပေါ်ပြီးတော့ဘာကြီးအဲ့လိုလုပ်ခိုင်းပြီးတော့တောင်းပေါ်ဒီမှာဇေဒီတဆုတဆုပေါ့နော်ဒီဒီလိုမျိုးဒီဂုံကြီးပေါ်မှာဆရာလေးတို့တွေအဲ့လိုမျိုးလောက်တယ်ပေါ့နော်လောက်ပြီးတော့ဒီလိုအပ်တဲ့အရာတွေမှန်တယ်မြတ်ဒီဘက်မှာ လျောင်းတော်မူရှိတယ်ဒီဘက်မှာဘုရားအကြီးတွေများတယ်လျောင်းတော်မူရှိတယ်နောက်ပြီးတော့ဟိုဘက်မှာတကြားရဲ့ဗြမာရဲ့ဟာလာဘလူးရဲ့နဂါးရဲ့ဆိုပြီးတော့အဲ့ဘုရားတွေရှိတယ်နောက်ပြီးတော့ဆင်းစင်းမြင်ရဘုရားရှိတယ်အခုဆရာလေးတို့အောက်ကကျော်ရှိတယ်နေကယုံဘုရားရှိတယ်အခုရန်အေးရန်ကန်ရှိတယ်ဆိုတော့ဒီဘက်အချမ်းတော်တော်ပြည့်စုံဝိဇ္ဇာတောင်မှာပြည့်စုံလားဟုတ်တယ်ဆရာလေးဒီဘက်လည်းပြည့်စုံပြီဒါနဲ့ဝိဇ္ဇာတောင်ရဲ့ဒီဘက်မှာ မျိုးခေါ်ဥပ္ပဇေတီရဲ့အရှိမဆယ်လူပေးမကုန်မှုမကုန်ရမကုန်ဆိုတဲ့စီတီသုံးသူဆယ်လေးတဲ့မယ်အဲ့ဒါကိုတဲ့ဖို့ဒိဋ္ဌာနာတယ်ကုသိုလ်ရှင်မရှိရဆိုတော့မကြခင်မှာဆယ်လေးဆက်လုပ်တော့မယ်ပေါ့နော်ဆယ်လေးကခုနဆယ်လေးဖျားပြောသွားတာဒီမှာပေါ့နော်ဘာအောင်မင်းကောင်မိတ်လို့ဒါဆိုတော့ဒီလိုဒါလေးနည်းနည်းသိကျင်တယ်ဗျာအဘကဘလို့မိတ်တာလဲဘလို့ဖြစ်စိန်လဲဟောဆရာလေးကလိုက်ပြီးတော့ဘလို့လေးဆောင်ရွက်ပြီးတော့အဘဖြစ်စိန်တဲ့အတိုင်း အဲဒီလိုတာသနာပြုတ်ဖြစ်တာလေဒါလေးတွေ့ရသိရဟုတ်ပါတယ်ဒကာလေးရှယ်လေးလည်းအဘကြီးရဲ့ဌာနဲ့တာသနာလည်းပြုတ်နေပြန်အဘကြီးဌာနဲ့ဟောပြောနေတယ်လေလူတွေအများကြီးလည်းကဲဆယ်နေတယ်တနင်္ဂနွေတရက်တရက်ဆိုရှယ်လေးကရန်ကုန်တိုင်းသင်္ကန်းချုံမြို့နယ်ဝင်းဆက်တလမ်းမကြီးခြံနံပါတ်34မှာရှိတယ်ဇလူရွှေရောက်ကဆိုင်အိမ်တော့ပေါ့နော်အဲ့မှာဆယ်လေးအောင်တခန့်ဖွင့်လာတဲ့ခါကျတော့အဲ့မှာတနင်္ဂနွေတရက်တရက်ဆိုလူ300ပေါ့ ဆက်လက်ကဲဆက်တယ်ဒါလည်းလူတိုင်းသိပါတယ်ဆက်လက်လိုက်လွင်တော့လေအဲ့တော့အဲ့မှာဆက်လက်တို့ကအဖရဲ့ဓာတ်ကပြင်းထန်တယ်အမြဲတမ်းအဖရဲ့ဆက်လက်ကိုခိုင်းနေတာပဲခိုင်းနေတာပဲဘာလို့ကမဘာလို့ကဖတ်လို့ဆက်လက်ကုစုအသက်60နဲ့နဲ့ကြော်လိုက်ပေါ့60နဲ့နဲ့ဆုံးလာပြီဆိုတော့ကိုလုံးနိုင်တဲ့အချိန်ထိကိုဆက်လေးရလေတွန်းပြီးတော့ပေါ့နော်အဖရဲ့ခိုင်းနေတဲ့အချိန်မှာကြားမှနေတဲ့အချိန်မှာအဆွမ်းကုန်ဆက်လေးလွတ်ပါမလို့ ဆရာလေးကနေပြီးတော့တန်ဋိဋ္ဌာချရတဲ့တကားလေးရဲ့ဘာကြီးလဲလေသာသနာဟုတ်တယ်ဝိဇ္ဇာတွေကမျိုးစစ်တွေပေါ့မျိုးစစ်တွေမွေးထားတဲ့တကားကြီးရဲ့ဆရာလုံးကမျိုးစစ်တစ်စိပေါ့အဲ့တော့ဒီမျိုးစစ်မှာအပင်ပေါက်နေပြီပေါ့ဒီအပင်ပေါက်နေပြီဒီမျိုးစစ်ကအပင်ပေါက်နေပြီအတိလက်တိနေပြီကောင်းတဲ့အတိလေးဖြစ်အောင်ပေါ့အဘိုင်းရဒီလိုမေးချတယ်ဒါကြောင့်ဆရာလေးကဟိုအဘိုင်းတို့ရဲ့ပါရမီသာသနာအတွက်ပါရမီ ဆက်လေးဖေရဲ့ပါရမီပေါ့ဖြည့်တဲ့အနေနဲ့ဆက်လေးခိုင်းတာလည်းလောက်ရတယ်ကျွေးတာစားတယ်ပေးတာယူရတယ်ခံမပြောဝိဇ္ဇာရဲ့သတ္တဘောပေါ့နော်ဒီလိုမျိုးပါတကလေဆက်လေးဆက်လေးတပည့်တော်ထွတ်တက်ပါဦးမယ်အဘိုင်းခိုင်းနေဆိုအဘိုင်းခိုင်းနေဆိုဘယ်လိုလေးပြောပြီးတော့ဘလိုလေးဆိုပြီးတော့ဘလိုဖြစ်ချင်တာ။အော်ဒီလိုပါ။ဆက်လေးကိုမနှောပဲပေးတာပါတကယ်။ဘာကြီးကမနှောပေးတယ်။မနှောပေးတဲ့အိမ်မက်မဟုတ်ဘူးနော်။မနှောပေးတာ။မနှောပေးတဲ့ဆက်လို့မနှောနဲ့အမြင်တတ်နဲ့ဟောပြောနေတာ哦။ အဲ့ဟောပြောနေကဒီမနောပေးတဲ့ဥစ္စာအတိုင်းလုံရတာဒါကြောင့်ဒီဖျားတွေအားလုံးကလည်းမနောပေးတဲ့အတိုင်းလုံရတာတကယ်လေဒါကြောင့်မို့ပါအဲ့တော့အဲ့လိုမျိုးမနောပေးတဲ့အခါမှာဘာရက်ဘာလုံးလိုက်ဘာလုံးလိုက်ဆိုနားမှလည်းဆက်လက်ကြရတယ်မျက်စိမှလည်းမြင်ရတယ်မနောမှလည်းပေါ်ပါတယ်တကယ်လေဒီလိုမျိုးပါဆက်လက်ဒါကြောင့်မို့ဆက်လက်တို့သာသနာပြုလာနှစ်ပေါင်းကြာပြီလေ ဆိုလူတွေအများကြီးနဲ့လေဆက်လို့ဆက်ဆံခဲ့ရပြီတာသနာပြီးတော့မနေ့ကမှ၈လောက်ဆိုပြီးတော့ပြုတ်တဲ့ဆရာလေးတွေမဟုတ်ဘောเนาะအမိကောင်းနဲ့ဆရာကောင်းနဲ့မိဘကောင်းနဲ့ဆက်လို့ကြီးပြင်းလာတဲ့ခါကြတော့လေတော်တော်လေးဆက်လို့တို့အတွက်ကအခက်ခဲသိမ့်မရှိပါဘူးဆရာလေးတကလေနဲ့ဆိုရင်စတုတ္တကျွေးတာရှိတယ်ဘုန်းကြီးတန်ခါ300ကျော်ကိုဆုံးကတ်ဆုံးကတ်ရညမှာဒီလိုကြည့်ကြအဟင်းရှစ်မျိုးကိုမျိုးတော့ပါတယ်နောက်ပြီးတော့စွန့်တဲ့လောင်းလို့တော့လေအများကြီး လှူပေးကြတယ်အအနေနဲ့ကကဟိုဆယ်လေးတပိတွေပေါ့နော်လှူကြတာလေတကယ်တမိုးကြီးပစ္စည်းတွေငွေသားတွေနောက်ပြီးတော့ဟိုဟာတကြပြရဒီကလူတွေလည်းဒဇွန်စာသဆုပ်ဆံလေးတွေအများကြီးပို့လှလှူကြတယ်ဟုတ်တယ်ဆယ်လေးတကလေးမှတ်ပါတယ်เตียเลียกันตะคู่ก้าวเนี่ยโหลပြောอ่ะมั้ยเสียเลี้ยมาคุณน่ะပြောตัวนอกกะตาวะกะบ่ตะเป้ตาจิงกันบ่เนาะเสียเลี้ยก้าวเนี่ยบ้าจ่องเนี่ยสุเสียเลี้ยตะคู่คู่ลงมั้ยสุยเสียเลี้ยเนี่ยเสียเลี้ยด่าเลี้ยหลุจินน่ะด่าเลี้ยหลุขึ้นเนี่ยบ่ အဲ့လိုပေါ့။နောက်ဆရာလေးကကိုဆရာသမားဆိုပြီးအမိတ်မပေးဘူး။သူတို့တရားရှိမှစေတနာရှိမှအလှဆိုတာလုံးလို့ရတာလေ။အဲ့နဲ့ပြောတော့ပြောပြတာပေါ့။ဒါဒါဒါလုပ်ချင်တယ်။ဒါတွေလိုအပ်တယ်ဆိုတော့ဆရာလေးတကလည်းအဲ့လိုမျိုးအလှတွေများလို့အကြည့်လို့ကိုခွဲရတယ်။ဒါနဲ့ကမောက်တောင်ဆရာလေးတော့ပို့အောင်မယ်။ဒါလေးတွက်ချစ်။ကဲအဲ့လိုမျိုးပေါ့နော်။အတဖြည့်နဲ့လူတဲ့လူအများတစ်ခုနဲ့တစ်ခုပစ္စည်းတူတာတော့မဆူပါနဲ့။အဲ့လိုဖြစ်တယ်။ ဆရာလေးကကံကောင်းတာလို့ပြောချင်တာလေဆရာလေးတဲ့ဒီအချိန်မှာလူတိုင်းလူချင်တဲ့တကားလေးစာဝင့်နေအခက်ခဲတွေကလူတိုင်းမှာဖြစ်နေဒီဖြစ်နေတဲ့အပြင်ကိုဆရာလေးတကားလေးချက်တဲနေကြတဲ့ပေါ့ဒါနဲ့ဆရာလေးပြေနောက်မှာကြတော့အဲ့လိုချက်တဲတဲ့လူမမြင်ရပဲနဲ့လူတွေကပေါ်ပေါ်မြမြလူနေတယ်လို့ပဲမြင်ရတော့တချို့ကမနေ့က ပေါ့နော်ကိုရင်နေရဆက်လေးကိုသိန်း50လူတယ်လေပတ်ဆက်လေးဟင်းသာသနာပြုလို့ဆိုတော့အကောင်းမဲ့တစ်ခုကရေးထားရေမြအမိုးရွာနေတယ်တဲ့သူမျိုးရေးထားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အော်သူတို့ရေမြအောင်မှမလုပ်ထားတာလို့ကိုစိတ်ထမ်းပါလေအမူတီတာပွားသူတို့လည်းရေမြအမိုးရွာမှာသူတို့လည်းရေမြအမိုးရွာမှာပေါ့မိုးရွာတော့ရှန်သွားမှာပေါ့တကယ်လေဆက်လေးမှတော့မလို့ချင်းမှုရှန်နေတယ်တကယ်လေးဒါသစ္စာတကယ်တကယ်လို့ကိုလင်းတို့အတွေ့ပဲ လူတက်လူတွေကတန်းစီပြီးလူနေရတာဆရာလေးရှိမှာဒီကနေ့ကိုလင်းပို့တည်ပါတယ်ဆရာလေးဒီကလေးဆရာလေးဒီကလေးကြတော့ဆရာလေးကဘာလူလို့ပြောမအောင်စောင့်နေကြတာဟုတ်တယ်အဲ့ဒါအဲ့ဒါပဲဆရာလေးဒါသစ္စာတကဆရာလေးကြွားမပြောဘူးဘာလုံးဆိုတာဥစ္စာစောင့်နေလုံးချင်းလို့အခုလာတဲ့လူတွေ လာတဲ့လူတမျိုးဖြစ်ဖြစ်သွားလာတဲ့လူတွေအားလုံးကလည်းလေအကုန်လုံးငန်းရှင်တွေရှိတယ်ဟာလာအရာရှိတွေရှိတယ်အခြေခံလူတန်းစားတွေလည်းရှိပါတယ်အမျိုးစုံပေါ့မော်လမြက်နေတရားတစ်ဆင့်လာတာရှိတယ်ဇလေးတကလေးတွက်ချီကချင်းပြည်နယ်လာတာတကလေးတွက်ချီအဝေးရလာတယ်ပြည်မန္တလေးစကိုင်း နော်နောက်ပြီးတော့ဒီပေါ့နော်ဆက်လို့ရန်ကုန်တိုင်းဆိုအများကြီးပဲဆက်လေးရတော့ရန်ကုန်တိုင်းမှာနေတော့ရန်ကုန်တိုင်းကလူတွေများတာပေါ့နော်ဆိုတော့အဒီနှစ်ကကျတော့ကချင်ပြည်နယ်ကလာတော့ကချင်ပြည်နယ်ကလူတွေကတော်တော်လူနိုင်နေတကားလေးရဲ့တော်တော်လူနိုင်နေတော်တော်လူလူနိုင်နေသိလားသူတို့ဟိုပေါ့တရာတရားလည်းတော်တော်လူဟိုနင်းဖြစ်တယ်တချို့ဆိုဗမာလူတော့တိတ်မတတ်ဘူးဒိုင်းနဲ့လေအဲ့လိုပေါ့သူတို့ဟိုတော်တော်လူကိုစေတနာတော်တော်များတယ်အဲ့လိုပေါ့နောက်ဆက်လေးလေလက်တွေ့လုံတာဟော ဒီကလေးဘာမဆို ရိုးသားမယ်တိလာဘာလုံးလုံးလုံးရိုးသားမယ်ထင်တာမြင်တာလုံးရေရှည်သွားဖို့အရေးကြီးတယ်တိလာတနစားလုံးရင်လေခဏပဲရတယ်ဘတော်မဆိုတနစားမလုံးဘူးဆက်လေးမကြိုက်ဘူးဆက်လေးလည်းမလုပ်ဘူးအားကြောင့်လည်းဆိုတော့ကိုယ့်ရဲ့ဂုံတိတ်ကတခုဟာအကြာကြီးဆောင်ရတယ် ဂုံတိတ်ကကြောက်တော့ခဏလေးနဲ့ကြတာလေအဲ့တော့ဆယ်လေးတို့ကရောက်တော့ဆယ်လေးဖြစ်ဖို့ဆိုတာတော်တော်အချိန်ယူခဲ့ရတယ်ဒီလိုမျိုးနေရရဖို့ဒီလိုမျိုးဆရာသမားဖြစ်ဖို့အောင်မြင်ဖို့ဆိုတော့ဆိုတော်တော်အချိန်ယူခဲ့ရတယ်အဲ့တော့ဆရာလေးကဟီးရိုးဖြစ်ချင်လို့အဲ့လိုမျိုးလုပ်နေတာတွေမဟုတ်ဘူးเนาะဆရာလေးလေးတော်တော်ဟီးရိုးဖြစ်နေတာတခါလေးအေးလာပွပွလေးနဲ့ဆရာလေးပြောတာအဲ့တော့ဆရာလေးမကြွားဘူး ကျွားစရာလည်းမလိုဘူးဒီကလေးတို့အမြင်ပဲသူတောင်းဝင်သူယူထားတယ်အားလုံးကဆက်လက်လက်ကြည့်ကြမလို့နော်ဆက်လက်စိတ်ပင်မနာတခုကအဆင်ပြေပါမလားဆိုတာတခုပဲကြာနာတွေကလေဘာမှဟိုသူတို့လေဟိုအခုပေါ့စတုတ္တိတာ300ဒီနေ့ဆိုကြွေးတာလေတန်ငါတော့အချင်းသူမြတ်တွေကြွေးတယ်အဆုံကတ်တယ်နောက်ပြီးတော့ချက်လို့ဒီရန်ကုန်မန္တလေးကချင်ပြည်နယ်လာတဲ့လူတွေကို ကျွေးမွေးတယ်ဟာလာဟိုဘက်မှာရှစ်တမြက်ယောနီ၆ဆက်ကလာတဲ့လူတို့တတ်တတ်ကျွေးတဲ့နေရာဆလီ၃နေရာတပြိုင်နဲ့ကျွေးတာအဲ့ဒါပစ္စည်းတို့အကုန်ချပေးတာသူတို့လိုတဲ့ဥစ္စာဆရင်နဲ့တင်ပြဆလီလက်မချဘူးတကလေဘာဖြစ်လို့တည်လားဆလီငရဲမလို့ချင်ဘူးတည်လားဆလီလေနိဗ္ဗာန်ပစ္စည်းဟောတူးလို့စိတ်ကဆုံးဖြတ်လိုက်ပြီးလက်ကုန်မြို့ ဒီဥစ္စာနဲ့ပတ်သက်ပြီးဟာသူတို့အိမ်သွားမလားမသိဘူးဟာကြံမလားမသိလုံးဝမတွေ့ဘူးဘာလို့ဆရာလေးလှူထားပြီးပြီလေဟဲ့လားသူကုတ္တဝါဆရာလေးရပါသားသူကသူတို့အကုတ္တယူယူကုတ္တယူတာဒါသူတို့ကိစ္စဖြစ်သွားပြီဆရာလေးအဲ့လိုပဲစိတ်ထဲမှာဆုံးဖြတ်တယ်ဆိုတဲ့အခါကျတော့ဒီနေ့ဆိုဆရာလေးတော်တော်ပီတိဖြစ်ပါတယ်အเจ้าညပေါ့နော်ငယ်ပေါင်းစုံလူပေါင်းစုံနောက်နိုင်ငံပေါင်းစုံကလှူလိုက်တဲ့ကုတ္တရှင်တွေလည်းအများကြီးပဲလေအဲ့ကုတ္တရှင်တွေလည်းလိုက်ကြည့်နေကြတယ်อืมလိုက်ကြည့်နေကြတာတာရုခေါ်တာ ဒီကုသိုလ်တွေအားလုံးကို32ဖုံမှာကျက်လက်နေကြကုန်သောဒုက္ခတဒုက္ခတတ္တဝါတွေအားလုံးလုံးနဲ့မချုံ့ကြတဲ့ကုန်သောအားလုံးသောတတ္တဝါတွေပေါ့ဂျေစုရှိတဲ့ပုဂ္ဂိုလ်ဂျေစုတင်ထိုက်သောပုဂ္ဂိုလ်ဆရာသခင်ဂျေစုရှင်များနဲ့တလို့စားဖို့ဂျေစုရှင်အားလုံးမြင့်ဆရာကြားဆရာတင်ဆရာထားဆရာနားဆရာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးဆရာလေးရဲ့ဌာနကုသိုလ်တိလကုတ္တပါမနာကုတ္တမြာဘဝဆက်ပဋ္ဌဆက်ဓာတ်ဆက်ပါရမီဆက်အကျိုးဆက်အကြောင်းဆက် သွေးဆက်သားဆက်ဆူတောင်းတဲ့ရှိကြတဲ့ဆွေတော်ပေါင်းမျိုးတော်ပေါင်းတို့အားလည်းကုသိုလ်အမြတ်ပေးပါတယ်ကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တာတုတာတုတာတုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တာတုတာတုတာတုကုသိုလ်အမြတ် အမြတ်အမြတ်ယူတော်မူကြပါတော်ကာတုကာတုကာတုထန်တပင်ကိုရင်လေးလဲဆရာလေးကနေဆရာလေးရဲ့မြည်လေးကိုရင်လေးလဲဒီကနေကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်เนาะဒါလေးတို့လည်းပြောပေးပါเนาะကျေးဇူးပါ